အခုတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့ဟူကိုချားဘတ်စ်ဗီနီဇွဲလားနိုင်ငံကိုရုတ်တရက်ပြန်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကင်ဆာရောဂါကိုဆေးကုသမှုခံယူနေရတာကြောင့်နှစ်လကျော်ကြာအောင်လူမြင်ကွင်းမှာပျောက်ကွယ်နေခဲ့တဲ့ဗီနီဇွဲလားသမ္မတဟူကိုချားဘတ်စ်ဟာဖေဖော်ဝါရီလ16ရက်နေ့ကကျူးဘားနိုင်ငံကနေရုတ်တရက်အံအားသင့်မွေရာပြန်လာခဲ့တယ်လို့ဝန်ကြီးများကပြောကြားခဲ့ပါတယ်။အသက်58နှစ်ရှိပြီဖြစ်တဲ့ဆိုရှယ်လေးဝါဒီခေါင်းဆောင်ချားဘတ်စ်ဟာ ဒီဇင်ဘာလ17ရက်နေ့မှာကျူးဘားမှာကင်ဆာအတွက်6နာရီကျော်ကြာခွဲစိတ်ကုသမှုခံယူခဲ့တာဖြစ်ပြီးဖေဖော်ဝါရီလ15ရက်နေ့ကသူ့ရဲ့ဓာတ်ပုံများကိုထုတ်ပြန်ပြသခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်အမိမြေကိုပြန်ရောက်ပြီးဖျားသခင်နဲ့ပြည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။ဒီမှာပဲကုသမှုကိုဆက်လုပ်သွားမယ်လို့ချာဘတ်စ်က Twitter မှာရေးသားခဲ့ပါတယ်။ဒါအပြင်ကျူးဘားကောင်းဆောင်များကိုလည်းကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ချာဘတ်စ်ဟာနေရနိုင်ငံဗီနီဇွဲလာကိုပြန်မှုအတွက်လုံလောက်တဲ့စံမှားရေးမရှိသေးဘူးလို့ခံမှန်းချက်များထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းဟူကိုချားဘတ်စာကျူးဘာဆန်တော်ချိန်နှစ်နိုင်ခွဲလေကြောင်းနဲ့ပြန်လာခဲ့ပြီးဗင်နီဇွဲလာမြို့တော်ကာရာကစ်မှာရှိတဲ့စစ်ဘက်ဆိုင်ရာဆေးရုံမှာတက်ရောက်နေတယ်လို့ဒုတိယသမ္မတနီကိုလက်မန်ဒူရိုကပြောကြားခဲ့ပါတယ်။